ာဆီယံအဖွဲ့ဝင်နိုင်ငံတဲကမင်းအွန်လိုင်းအဖိတ်မခံရတော့မင်းအွန်လိုင်းမပါဘူးမင်းအွန်လိုင်းလည်းမပါဘူးထရန့်ကလည်းလာတယ်ဆိုတော့အလုံးမင်လာပါမင်လာပါကြည်မင်လာပါဟုတ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ26ရက်နေ့ပေါ့နော်ဒီနေ့ကမင်္ဂလာရှိတယ်လို့လဲ ပြောလို့ရတယ်ပေါ့နော်မင်္ဂလာရှိရလို့ပဲပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒါကျွန်တော်တို့ညှော်လင့်ချက်တစ်ခုပေါ့နော်တစ်ခုလေးများဖြစ်လာတထုထုတော့တထုထုပဲတထုထုလေးများဖြစ်လာမလားဆိုတော့ညှော်လင့်ချက်ကတော့ဒါကျွန်တော်တို့တော်လိုင်းရေးကိုစိတ်ဝင်စားတဲ့မြန်မာပြည်သူပြည်သားတိုင်းကိုတော်လိုင်းတက်ဖွဲ့တွေကို အားလုံးကတော့ဒီကိစ္စလေးကိုနည်းနည်းနားဆွင့်နေကြတယ်ပေါ့နော်နားဆွင့်နေကြတယ်ဒါလေးနဲ့ပတ်သက်ပြီးတော့ဒါဒေါ်နယ်ထရန့်ဒါ အာဆီယံထိပ်သီးအစည်းအဝေးကိုလာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နည်းနည်းပြီးလို့ရှိရင်ဆက်ပြီးတော့မှပြောပြပေးမှာပေါ့နော်အဲ့တော့ဒီနေ့ထူးခြားသတင်းတွေမှာတော့ကျွန်တော်တို့ဒါဘောမားတွေဘက်ကဇက်ကားလေးတကားပေါ့နော်ဝါရဖြန့်ဝါရဖြန့်ဇက်ကားလေးပေါ့အထုံးတန်နိုင်ပေါ့နော်ဝါရဖြန့်ဘီဆိုကလေးကသူကထိုချစ်ကောင်စီကမဟုတ်တဲ့ဇက်ကားပဲမဟုတ်တဲ့မဟုတ်တော့ရိုက်ပြီးတော့ပဲဝါရဖြန့်ငယ်ဘူးတာပေါ့နော်ဝါရဖြန့်ငယ်ဘူးတာဟိုတက်တူးကိုတက်တူးကိုဓာတ်နဲ့ မီမီဘူးပေးကပ်ပြီးတော့မှစစ်တပ်ထဲဝင်နေတို့တဲ့မှာတန်းစီကွင်းကိုဖနှံ့ပါပဲဖြတ်ပြေးပြီးတော့မှဟုတ်လားဟိုဂီတာသွားယူပေးတဲ့ဝေလဲမွေးကြွေလဲမွေးတို့လိုဒီလိုမျိုးပြီးရင်မင်းဟိုတက်တူကိုဟိုဖြတ်တာတော့ဒါမင်းမင်းဟင်းတော့ပေါ့စစ်သွေးတစ္ဆာတို့ဘာတို့မင်းဟင်းနေတာဥညွန်ဝင်းနဲ့ရိုက်တဲ့ကားတွေပေါ့နော်ဒီလိုမျိုးတွေတို့ဒါကျန်တဲ့ဇကားတွေလည်းပြင်းမငုတ်တို့တို့ဘာတို့တွေပေါ့နော်အဲ့တော့ဒီလိုမျိုးတွေနဲ့ပဲတောက်လျှောက် ဝါရဖြန့်ခဲ့တာကအခုဆိုရင်ဒါရေကောက်ပွဲတွေဝါရဖြန့်တဲ့စကားလေးစကားထွက်လာတယ်ပေါ့နော်ထွက်လာတဲ့အခါကျွန်တော်တို့ဒါအရေးမွဲတွက်ကြည့်လိုက်တဲ့အချိန်မှာထုံးတယ်နိုင်ပဲဒေါ်လာရဲ့ပုံရိပ် CDN ရဲ့ပုံရိပ်ပေါ့နော် CDN ရဲ့ပုံရိပ်အဲ့တော့ကျွန်တော်တို့တွေကခက်ခဲမယ်ဆိုတာကိုတည်တည်ကြီးနဲ့ရှောက်ခဲ့တာဒီဟာကိုဒါခက်ခဲသွားပြီခုံးတယ်ခက်ခဲတယ်နော်မခက်ခဲတဲ့အကြောင်းမရှိဘူးဘလူးမ ဟိုဒီဘက်ကိုရောက်တဲ့အချိန်မှာဟိုဟိုလာတာလဲဘူးမှမရကြတော့ဘူးအဲ့တော့ကိုယုံကြည်啊ကိုယ့်ဘာကိုဈေးရောက်တဲ့လူကရောက်ဒါဟိုတက်စီဆွဲတဲ့လူကဆွဲဒီလိုမျိုးပဲဒါယုံကြည်ရအတွက်ပေါ့နော်ယုံကြည်ရအတွက်ဒါရှောက်လန်းလာတဲ့လမ်းနော်ဟိုကိုယ်တိုင်ရွေးတဲ့ဒီလမ်းကိုယ်တိုင်ရှောက်မဲ့ဒီလမ်းဆိုတော့ဘာအကြောင်းအကြောင်းပြချက်ဘာမှမလိုဘူးဆိုသလိုပဲပေါ့နော်ဒီလိုပဲကျွန်တော်တို့အဲ့ဒီမှာဒါ CDN ရဲ့ပုံရိပ်ကိုချတဲ့ဟာပြီးလို့ရှိရင် လူမျိုးချင်းဒါအမျိုးကိုမချစ်တဲ့ မင်းသားပေါ့နော်မျိုးမချစ်တဲ့မင်းသားလဲအတွတ်တွေ့ရတယ်အဲ့တော့ဗီဒီယိုဖိုင်းနှစ်ဖိုင်းကိုဒါပြည်သူလူထုကလှုပ်လှုပ်ပေးပါလိမ့်မယ်လက်လက်ဟိုဖြစ်တဲ့ဒါဟိုကျွမ်းတဲ့ဆရာကြီးတွေထွက်လာပါလိမ့်မယ်အဲ့တော့စန္ဒပြတော့ကနေတိုးပြောခဲ့တဲ့ဟာနဲ့နောက်ဒီဇက်ကတည်းကနေတိုးပြောခဲ့တဲ့ဟာနဲ့နှစ်ခုရှင်ပြီးတော့မှဒါလှုပ်လာထွက်လာပါလိမ့်မယ်ဒါဟာတညံဟိုဖြစ်တဲ့လူတွေကဒါတွေကသူတို့ရဲ့တမိုင်းနေပေါ့နော်သူတို့ရဲ့တမိုင်းနေသူတို့ရဲ့ လုံရက်တွေဖြစ်တယ်ဆိုတော့ပြောချင်တာအဲ့တော့အဲ့ဇကာနဲ့ပတ်သက်ဆိုင်နေလေးပြောပြပေးပါအဲ့ဇကာထဲမှာဒါနေတိုးကတော့ဆရာဝန်ပေါ့နော်ဆရာဝန်ဟိုမှာသူကမိုင်းထောင်တာတော်လိုက်ရင်းမဟုတ်ဘူးဆိုတဲ့အကြောင်းတွေပြောထားတာပေါ့ဟုတ်အခုမြင်းမြင့်တို့ဘာတို့ကလဲဒါ viewer ထဲမှာ video ထဲမှာဆိုရင်ဘာပြောထားလဲဆိုတာရွှေကောက်ပွဲကိုတကဘာလုံးကနေမှစေဝန်စားနေတဲ့ဆိုတဲ့ဥစ္စာတွေတုံးထားတာပေါ့ရွှေချင်းမင်းသားကြီးတဲ့မှာခုနကနေတိုးတို့မြင်းမြတ်တို့အောင်ခိုင်တို့နောက်နောက်နှစ် အငယ်နှစ်ယောက်တော့နာမည်တော့တိတ်မသိဘူးပေါ့နော်ဟုတ်အဲမင်းသမီးဆိုလည်းမေမြင့်မို့တို့ပါတော့အတားမျိုးတွေတွေ့ရတာပေါ့မင်းသမီးနာမည်ကျတော့သိရနော်အမှန်မှန်ကျွန်တော်ကဟိုကလည်းဟိုစိတ်ကူးပေါက်သွားတာလေသူတို့ဘာကြောင့်လဲဆိုတော့သူတို့ဒီဟိုပေါ့စစ်မှုထမ်းဥတီထဲမှာဒီခုနမျက်မျက်တို့ပါတော့ဆိုလည်းဒါအသက်35နှစ်မပြည့်သေးဘူးလေမပြည့်သေးတဲ့အတွက်ကြောင့်ဒီကောင်တွေကအကျုံးဝင်နေဆိုတော့ဒီတိုးတို့မျက်မျက်တို့ပါစစ်မှုထမ်း တသားတက်တက်ထည့်ပြီးတော့ခြေတန်းပို့စေချင်တာဒီကောင်းအဲ့တော့အဲ့ဒီဇာကားထဲမှာကျွန်တော်တို့ဒါဟိုဇာဝင်ငန်းတခန်းပေါ့နော်ဇာဝင်ငန်းတခန်းဒီရွာကနေပြီးတော့မှကျွန်တော်တို့ဒါတော်တဲ့ကိုရောက်သွားတဲ့ကျွန်တော်တို့ PDF ပေါ့နော် PDF လိုပဲပြောအောင် PDF သို့မဟုတ်ဒါတိတ်ချောင်သွားတဲ့အဲဒါနှစ်ယောက်ပေါ့နော်တော်လိုင်းဘက်တော်သားနှစ်ယောက်ကဘာလို့လဲဆိုဘုံဘယ်မှာလာထောင်လဲဆိုတော့ကျွန်တော်တို့အမိုက်ပုံမှာတွတ်ထောင်တယ်နော်အမိုက်ပုံမှာတွတ်ထောင်တယ်အဲတော့ ထောင်တာကအမိုက်ပုံမှာမိုက်ပုံမှာထောင်ပြီးတော့မှာကျွန်တော်တို့အပွားနေဘူးလေးပလုံးလေးပါလေးဟွာဖြစ်တာဗောနော်ဖိထားလိုက်တာဖိထားတဲ့အချိန်မှာသူကဘာဘာလာလုပ်လဲဆိုကလေးလေးကကလေးကဂုံကြီးလေးဟွာလေးစာလိုက်လေးလွယ်ပြီးတော့မှာသူကဘူးကွန်လာောက်တယ်အဲအဲ့တော့မင်းတို့နိုင်ငံကဘယ်လောက်ဒီချုပ်ပြက်နေလို့ကလေးကဘူးကွန်ကောက်ရတာလဲဟောနော်အဲ့မှာ तू ကမနဲ့ဇက်ကနာရင်ねဇက်နာအောင်လို့ तू ကအဲ့မှာ ဘွားဟိုဘူးဘုံကောက်လိုက်တဲ့ခါကျဘုံကကွဲသွားတယ်ကလေးထိသွားတယ်အဲကလေးထိသွားတော့ဒီကောင်နှစ်ယောက်ကိုဖမ်းမိတယ်ပေါ့နော် ဖမ်းမိတယ်ဖမ်းမိပြီးတော့မှ၆ပေါက်တက်ထဲအုတ်ကြီးကအုတ်ကြီးကမပြောကြဘူးပေါ့အဲ၆ပေါက်တက်ထဲပြီးတော့မှမင်းတို့ဘုံထောင်တာဒေါ်လာရင်းမဟုတ်ဘူးဆိုပြီးတော့မှဒါနေနေတော့လာပြီးတော့မှ ပြောတာပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကအဲ့လိုနေရာမျိုးမှာဘုံထောင်လောက်တည်အထိကျွန်တော်တို့တွေကညံရင်မဲနေတဲ့လူသားတွေမှာမဟုတ်တာပေါ့နော်ဒါချစ်ကောင်စီကကျွန်တော်တို့ ချိုးချိုးဖဲဖဲဒေါ်လာကြီးတက်ဖွဲ့ဖဲကိုချိုးချိုးဖဲဖဲဒါဟိုကလှုပ်ထတာအမိုက်ပုံဘုံထောင်နဲ့အဆင့်လောက်ပဲရှိပါတယ်လို့နော်ဟိုကျွန်တော်အရခတ်တော့ A ကိုစပြီးတော့မှဒါဟိုမောင်းတော့နေဆက်ကရဲစခန်းလေးကိုဒါနေကြောင်ရဲတွေကိုတိုက်တဲ့ချိန်တော့ပြောလို့ပေါ့မင်းတို့ကရဲတိုက်အဆင့်ပါကွာရဲတိုက်အဆင့်ပါရဲလောက်ပဲတိုက်ရဲတာပါဆိုပြီးတော့မှပြောတဲ့ဟာကကူတိုင်းစစ်တာနာကျုပ်အထိတက်တက်ကြိတ်လိုက်ပြီးတော့မှနော်နေမီတစ်ခုလုံးကိုတကယ်ဟိုဖြစ်ပြီးတော့မှထိမ့်သိမ်းထားနိုင်တဲ့အခြေအနေမျိုးတွေ ရောက်အောင်လှုပ်ထားနိုင်တယ်ပေါ့နော်အဲ့တော့ဒီတိုင်းပဲကျွန်တော်တို့ဒီကလေးသူငယ်ဟိုဟွာဖြစ်တယ်ဆိုတော့ပုံစံမျိုးပြောနေတာပေါ့နော်အဲ့တော့နေတို့ကဘာလဲဆိုတော့ရခိုင်မင်းသားရခိုင်ပြည်သက်တည်းရဲ့ရခိုင်လူမျိုးတွေရဲ့အသေးစွဲမင်းသားအသေးစွဲမင်းသားအဲ့တော့သူ့လူမျိုးရဲ့သူ့ပြည်နယ်မှာဘာတွေဖြစ်နေလဲသူ့ပြည်နယ်လူမျိုးရေးတွေသူအရကားတော့အေးတော်လိုင်းတက်ဖွဲ့တွေကဘယ်လောက်ထိ ကြိုးစားနေလဲပိတ်ဆက်နေလဲဆိုတဲ့ဟာကို तू လှဲ့မကြည်ပဲနဲ့သူ့ရဲ့ဝမ်းစာအတွက်ပဲเนาะဟိုဟာဖြစ်တာပေါ့เนาะ तू ကထမင်းစားဖို့အတွက်ပဲဟိုဟိုရှင်းတန်းတာပေါ့เนาะထမင်းစားဖို့အတွက်ပဲရှင်းတန်းတာဆိုတာကတော့ဘယ်လို့မဆိုဟိုအလုံးမယွေးတော့ဘူးပေါ့เนาะဘောမှာပဲပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်လုံးတယ်ပေါ့ပြီးလို့ရှိရင်နောက်တစ်ယောက်ကကျွန်တော်တို့ဒါစူပါလင်းစူပါလင်းဆိုလို့ရှိရင်ဒါတွက်လက်နဲ့တွဲတဲ့စူပါလင်းဆိုရင်အလွန်ကျွန်းမူးယူးပြီးတော့မှကျွန်တော်တို့ ကားနဲ့တိုက်လိုက်တာမျိုးသမီး၃ဦးဒါပွဲချင်းပြီးတည်ဆုံသွားတဲ့အမှုဟိုဒါဟိုကလှုပ်ထတာပေါ့နော်ဟိုပြီးဖုံးကားချထတာပေါ့နော်အဲတခြားအမှုတွေနဲ့အဲဟိုကလှုပ်ပြီးတော့မှတခြားတည်င်းနေနဲ့ဖုံးအောင်လှုပ်လိုက်ပြီးတော့မှဒါဟိုကဖြစ်ထားတဲ့စူပါလင်းတို့လည်းပါတယ်ပေါ့နော်အဲ့တော့ဆိုလိုချင်တာကတော့ကျွန်တော်တို့ဒါတစ်ချိန်ချိန်မှာပေါင်းချဆုပ်ရမယ်လူတွေပေါ့နော်အဲ့တော့ဆရာဟိုကျောင်းဆရာမတွေကလည်းဗာပြောလဲဆိုတော့ငါတို့တွေကကလေးတွေကိုအဲစာတင်ဖို့အတွက် ငါတို့တွေကဟိုဟာဖြစ်တာပေါ့နော်ဒီလို CDN ဆိုတော့လောက်ရကလောက်เสียအကြောင်းမရှိဘူးဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဒါသူတို့ပြောခဲ့တဲ့ခေတ်သမိုင်းကိုဒုံဆိုင်ပြီးသူများဆိုတော့ဇာကားကတော့ဒါကျွန်တော်တို့တက်ရှိ CEO ဇာကားကြီးရိုက်ပြီးတော့မှဝါဒဖြန့်တယ်တက်ရှိ CEO ကြီးကြုံးထုတ်ပလိုက်တယ်တက်ရှိ CEO မရှိတော့ဘူးအဲ့တော့ဒါခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူတွေလဲဘယ်နေ့ဘယ်ချိန်ပါဒါတော်လိုင်းတက်ဖွဲ့ရင်းနဲ့ထိတ်တိုက် တွေ့ရမလဲဆိုတဲ့ဟာတော့ဒါမြင်အောင်သေးတယ်လို့ပြောချင်တာပေါ့နော်။ဟုတ်ဝိုင်းကောက်စင်းတိုးလာပြီဆိုတော့ပေါ့နော်။ဟုတ်ဒါဟိုတရင်တစ်ခုကလည်းဒါကျွန်တော်တို့စမုဒ္ဒရာဘတ်စင်တက်နဲ့2ကလည်းလာမဲ့အပီလာအတွင်းထဲမှာပဲဘုံကဒါနှစ်နှစ်ပြည့်မှာပေါ့နော်။နှစ်နှစ်ပြည့်မဲ့အတွက်ကြောင့်ဒါစစ်တပ်အနေနဲ့ဒီနှစ်နှစ်ပြည့်တဲ့ဟိုစမုဒ္ဒရာတတားတွေကိုအထွက်ခံပါမလားဆိုတော့မျိုးဟုတ်ဟုတ်ဒါအထွက်ခံပါမလားဆိုတော့ဆိုင်အထွက်မခံတော့ဘူးဒါကျွန်တော်တို့ ဟိုဟွာဖြစ်တဲ့အရာကျွန်တော်တို့နေခဲ့တဲ့အချိန်တွေရောကျွန်တော်တို့တွေ့ကြုံခဲ့တဲ့အတွေ့အကြုံရောဆိုပြန်ပြောပြရမယ်ဆိုရင်ဆရာကြီးတို့ကျွန်တော်တို့ဆိုရင်ဒါစပြီးတော့မှတက်သားသေးကျွန်တော်လည်းအရင်ဆုံးဒါဘုံမဖြစ်ခင်မှာကျွန်တော်တို့တောင်းမှုနံပါတ်ပဲပေးတာအဲကျွန်တော်တို့တောင်းမှုနံပါတ်ပေးပြီးတော့မှကျွန်တော်တို့တွေစပြီးတော့မှတောင်းမှုနံပါတ်မရခင်တက်ဝင်စာချုပ်ချုပ်တဲ့အချိန်မှာကျွန်တော်တို့တွေကစနေပြင်းမိမိသဘောဆန္ဒအလျောက်ဒါနှုတ်ထွက်ခွင့်ရှိပါတယ်ဆိုတော့ စာချုပ်ကိုလက်မှတ်ထိုးပြီးတော့မှကျွန်တော်တို့ကဝင်ခဲ့ရတာ။ဒါပေမဲ့တကယ်တကယ်ဆယ်နှစ်ပြည့်တဲ့အချိန်မှာ ထွက်ချင်တဲ့လူတွေအများကြီးပဲ။ထွက်ချင်တဲ့လူတွေအများကြီးပဲ။ဒါပေမဲ့ပြေးမထွက်ဘူး။ဘာဒီကန့်တတ်ပလိုက်လဲဆိုတော့ကျွန်တော်တို့ဟိုစစ်ဖို့ဆိုလို့ရှိရင်ဘိုးကြီးဘိုးကြီးဆိုလို့ရှိရင်ဘိုးကြီးတဲ့ရှင်းနှစ်သုံးမွေတဲ့ရှင်းနှစ်ရှိမှထွက်လို့ရမယ်။ဘုံမှုဆိုရင်ဘုံမှုတဲ့၅နှစ်ရှိမှထွက်လို့ရမယ်။ဒုတိယဘုံမှုကြီးအသက်ဆိုလို့ရှိရင်ဒါ၂နှစ်ရှိမှထွက်လို့ရမယ်ဆိုပြီးတော့မှတောက်လျှောက် ကန့်တပ်လိုက်တာပေါ့အင်အားကိုထိန်းချုပ်လိုက်တယ်အဲ့မှာတခါအာနာသိမ်းပြီးတဲ့အချိန်မှာမင်းအောင်လည်းဘာလုပ်လဲဆိုအရင်တော့60အသက်60ဆိုပေးစေး retire သွားပြီပါအဲ့တော့သွားတာကို60နှစ်လုပ်လိုက်တယ်မင်းအောင်လည်းဒါ2နှစ်လောက်သူအင်အားကိုထိန်းပြီးတော့မှအဲ့တော့အသက်60ပြည့်တဲ့လူတွေကနောက်ထပ်2နှစ်တောင်ဝင်ထမ်းဆောတော့အဲ့လူတွေကလည်းမထွက်ထွက်လို့မရသေးဘူးနောက်ကထင်းထဲတွေကိုထပ်ဝင်တဲ့လူတွေလည်းထဲ့တော့ तू อ่ะအင်အားကပို့ပြီးတော့မှသူ့အတွက်အင်အားပို့များလာတယ်။ဟုတ်။အဲအဲ့ဒီအဲ့ဒီမှာကျွန်တော်တို့ ိုက်ပွဲမှာတောက်လျှောက်ဟိုဟာဖြစ်တော့တချို့ဆိုရင်တရင်တရင်တရင်လိုက်ပြုတ်တာတို့တရင်လိုက်အသိမ်းခံရတာတို့ဘာတို့တွေတိုင်းစရနာယူအသိမ်းခံရတာတို့တွေဖြစ်လာတဲ့အချိန်မှာနောက်ဆုံးမရတော့တဲ့ဆုံးပြည်သူဘက်ကိုလှည့်ပြီးတော့မှပြည်သူဘက်ကိုမျက်နှာမူတာဘလို့မူတာဆိုဒုက္ခဘေးကိုမျက်နှာမူတာဒုက္ခဘေးကိုမျက်နှာမူပြီးတော့ဘာလုပ်လဲဆိုတော့သူကစစ်မှုတန်းဥပဒေပြဋ္ဌာန်းပြီးတော့မှတလောက်9000 9000ဟုတ်စုသွားစုသွားတော့အခုဒါအပတ်ရှင်18ပေါ့နော်အပတ်ရှင်18 ချတော့မယ်ပေါ့နော်ပတ်စဉ်ဆက်ရှိဟွာဖြစ်ပြီအဲ့တော့လူပေါင်းဒါကျွန်တော်တွက်တွက်ကြည့်တာဒါ6000လောက်စစ်တပ်ထဲမှာအင်အားပို့ပြီးတော့မှတိုးွားနေဘာလို့ရော့တာနဲ့ तू ကတိုးတာနဲ့ကာမီအောင်လို့ तू ကမင်းအောင်လိုက်ဒီဟာကိုအင်အားကိုချုပ်တီးပြီးတော့မှထိန်းထားတာပေါ့နော်ထိန်းထားတော့ကျွန်တော်တို့ကအခုလာမယ့် April လမှာ2026 April လမှာဒီချင်းမူရာပတ်စဉ်တစ်ကနှစ်နှစ်ပြည့်မယ်သူတို့ပေးထွက်လိုက်ရင်နောက်ပိုင်းအဲ့လိုဖြစ်တော့မယ်အော် April မှာပတ်စဉ်တစ်နှစ်နှစ်ပြည့်မယ် မေမှာအပတ်စဉ်နှစ်ကနှစ်နှစ်ပြည့်မယ်ဇွန်လမှာအပတ်စဉ်၃ကနှစ်နှစ်ပြည့်မယ်အဲ့တော့ तू ဆုထတာပရမဆုထတာ9000အဲ့တော့9လူ9000ကထွက်မယ်နှစ်နှစ်ပြည့်တဲ့အတွက်ထွက်မယ်ဒီလပြန်ဆုတာ9000ဆိုတော့အင်အားက9000ထွက်9000ဝင်ဆိုတော့သူ့မှာအင်အားဒီတိုင်းပဲငြိမ်သွားလိမ့်မယ်အဲဒါတစ်ချက်ပေါ့နော်ငြိမ်သွားလို့ရှိရင်သူ့မှာ9သိန်းရှိတယ်ဆို9သိန်းရငြိမ်သွားလိမ့်မယ်9000ဝင်လိုက်9000ထွက်လိုက်နဲ့အဲလိပ်ဘက်ကလဲနေပြီပေါ့9သိန်းဆို9သိန်းရငြိမ်သွားမယ်အဲ့9သိန်းမှာ ဘာဖြစ်လာမယ်ဆိုတော့ကျွန်တော်ရှေ့တန်းမှာဒေတာတွေရှိလာမယ်ပြည်သူရင်ဝင်ခိုလုံတာတွေရှိလာမယ်ဒီတိုင်းတိတ်တဆိတ်ပေါ်ပြည်သူရင်ဝင်ခိုလုံတာလည်းမဟုတ်ဘာလည်းမဟုတ်ဒါသူကသူတက်ကနေပြီးတော့မှလွတ်ရကျွတ်ရထွက်ပြေးတာတွေထပ်ပြီးတော့မှယော့မယ်ယော့မယ်ခါကျတော့ဒီငါးသိန်းကမတေချာတော့ဘူးငါး9000ထွက်9000ဝင်ရတေချာနေပြီမဲ့ဟိုငါးသိန်းကမတေချာတော့ဘူးအမျိုးမျိုးအင်အားကယော့တော့မှာယော့တော့မဲ့ခါကျတော့ဒါအပတ်စဉ်1နှစ်သမားတွေလုံးဝမမျောလင့်ပါနဲ့ကျွန်တော်တို့ကတော့တေချာပေါက်ပြောရတယ် ထွက်ရမှာမဟုတ်ဘူး။နှစ်နှစ်ပြည့်လည်းထွက်ရမှာမဟုတ်ဘူး။အဲကျွန်တော်တို့10နှစ်စာချုပ်နဲ့အနည်း20ကျော်တိထိနေခဲ့ရတယ်။ဒါတော့ကိုအုပ်ကိုသဘောဆန္ဒနဲ့ကိုယ့်အကိုထွက်လာလို့မဟုတ်ရင်ဒီချိန်ထိချင်းညာလုံးနဲ့ဒစ်လေနေဦးမှာပဲ။နော်ဒီလိုမျိုးပြောချင်တာပေါ့နော်။အဲ့တော့သူတို့ကအားကြောင့်ကိုဘာလုပ်လာလဲဆိုတော့ပတ်စဉ်10နှစ်ကိုသူကဒုတိယချက်တွေပေးလာတယ်။အော်ယာရုအဆင့်နေတိုးပေးလာတယ်မလုံးပေးလာကျွန်တော်တို့တက်ထဲမှာရှာယူကျွန်တော်တက်ထဲမှာနေခဲ့တုန်းကရဲဘော်တယောက်က သူ့ကိုအစင်တိုးမထောက်ခံဘူးเนาะအထက်ရရှိရမထောက်ခံဘူးဆိုလို့ရှိရင် तू ကဘလို့ဖြစ်လဲဆိုတော့စစ်မှုတန်းကောင်းရမှာစစ်မှုတန်းကောင်းကစစ်တက်20ဟာစစ်တက်20ပြေးမှာ तू ကနိုင်ငံတော်ဒုတိယကျက်ပေါ့เนาะနိုင်ငံတော်ကပေးတဲ့အဒုတိယကျက် तू ကရတယ်အဲ့ဒီခါကျမှ तू တရင်ကတိုးမပေးဘူးဆိုလို့ရှိရင်အဲ့တော့ခုကနှစ်နှစ်သားလောက်ကလေးကို3လလောက်တင်တန်းပေးတယ်တနည်းကြော်ကြော်တာဝန်ထမ်းဆောင်ပြီးတော့ဒုတိယကျက်ပေးတယ်ဆိုတော့သူတို့ သူတို့စီမှာဆောင်ဖို့ရှိရအကြက်ကောင်းမှတက်ကောင်းမယ်လို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ရှောက်ပြောတယ်အဲ့တော့ဒီအကြက်တွေကဘယ်လိုလုပ်ဒီတက်ကိုကောင်းအောင်လုပ်မှာလဲအဲ့ဒီစစ်တပ်ကတေချာပေါက်ပျက်စီးဝယ်ရနောက်ပိုင်းပါစတွေပဲတောက်လျှောက်တင်းနဲ့နှစ်ကိုထွက်ခွင့်မပေးဘူးဆိုနောက်ကလူတွေလည်းတောက်လျှောက်ထွက်ခွင့်မပေးနောက်က16တွေ19တွေ20တွေထပ်ဝင်လာတော့ပါစတွေပဲကြီးဆိုးသွားတဲ့စစ်တပ်ကြီးကဘလို့မှကောင်းလာတဲ့အကြောင်းမရှိတော့ဘူးဆိုတဲ့ဟာကိုပြောချင်တာပေါ့နော် ဒါနောက်တစ်ခုကလည်းဒါထူးထူးခြားခြားပေါ့နော်အခုဆိုရင်ကျွန်တော်တို့ ASEAN ထိပ်သီးစီးပွေးပွဲကိုဒါမင်းအွန်လိုင်းကိုတော့လူရမသွင်းဘူးပေါ့နော်လူရမသွင်းတဲ့အတွက်ကြောင့်တက်ခွင့်မရှိပဲနဲ့အခုထူးထူးခြားခြားကျွန်တော်တို့ American သမ္မတ Donald Trump တက်တာကိုလည်းတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကအဲ့မှာဒီ KNP နဲ့မြဝတီဘက်မှာရှိတဲ့ KK ဘက်ကလည်းဒါ၃ရက်ဇက်တိုက်ကို ဖောက်ခွဲပြီးတော့ ပြာခတ်ပြီးတော့အစားပြောင်းနေဆိုတဲ့တရေလေးတွေတွေ့ရတာပေါ့ဟုတ်ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့အဲ့ဒီမှာဆိုလို့ရှိရင်ဒါ KKP ဆိုလို့ရှိရင်ဒါစစ်တပ်ကတရားဝင်တရင်ဌာနတွေကဖော်ပြထားတာသူတို့တပ်မတော်ကြီးကဝင်ရောက်စီးနှင်းထားပါတယ်ဆိုတဲ့တရင်ဟောဖြစ်တယ်အဲ့တော့အဲ့ထဲမှာမီးလောင်တာကို KNU က drone နဲ့လာကျဲလို့တို့ဟိုက drone နဲ့လာကျဲလို့တို့ဟိုလူကလှုပ်လို့တို့ဒီလူကလှုပ်လို့တို့ဆိုတဲ့တရင်တွေ လျှောက်ထုတ်ပြီးတော့မှအမှန်တကယ်တော့ trend ကဒီမလေးရှားကိုရောက်ပြီရောက်ပြီးတော့မှဒါအာဆီယံထိပ်သီးစည်းဝေးတက်မဲ့အချိန်မှာအာဆီယံအဖွဲ့ဝင်နိုင်ငံတွေက main online အဖိတ်မခံရတော့ main online မပါဘူး main online လည်းမပါဘူး trend ကလည်းလာတယ်ဆိုတော့ကျွန်တော်တို့တွေကတော်တော်ဒီကိစ္စကတော်တော်ရင်ခုန်နေတာကောင်းတယ်လို့လည်းပြောလို့ရတယ်ဗောနော်ပြီးတော့ trend ကတိုက်ပွဲတွေကိုဆက်ပြီးတော့မှတိုက်စီခြင်းနဲ့လူတယောက်မဟုတ်ဘူး ရက်တန့်စေခြင်းနဲ့လူတယောက်အဲ့တော့ဘယ်လိုရက်တန့်ရမလဲဆိုတော့ तू ကကုလသမဂ္ဂကတော့ပြောရမယ်ဆိုလို့ရှိရင် तू ကဟိုသူသားကုလသမဂ္ဂရဲ့ကြီးလို့ရှိရင်တော့ကုလသမဂ္ဂမလွယ်ဘူး तू ပြောတဲ့ဟာကဘာဘာတိုင်းလုံးနေတာလဲပေါ့နော်ရှင်ပြောရင်ဟောတကားပဲစီဝေးလုံးပြောမှာဘာတိုင်းလုံးနေတာလဲပေါ့နော်အလကားပဲဟိုအရာမင်းဘူးပေါ့နော်စာထုတ်နေုံလောက်နဲ့ဖြစ်မလာဘူးဆိုတော့ဇကားလဲ तू ကပြောထားတဲ့အခါကျတော့အခု तू ကိုယ်တိုင်လာတယ်လာတော့ကျန်တဲ့လူတွေနဲ့ तू နဲ့ပြောမယ်ဇကားကမရောက်နိုင်မသိစေခြင်းနဲ့ဇကားပဲ ဖြစ်ဖို့များသွားပြီပေါ့နော်ဒါကကျွန်တော်တို့ trend လာတဲ့ဟာကကျွန်တော်တို့တော်လိုင်းတွေဒါအိမ်မက်တစ်ခုလားမျောလင်းရက်တစ်ခုလားဆိုတဲ့ဟာတော့ဒါရင်ခုန်မှုကောင်းတဲ့အခြေအနေကိုရောက်တယ်လို့ပြောလို့ရတာပေါ့နော်ဒါဆင်းဆင်းချင်းပါပဲဒီလိုတွေပါလေဒါဟိုမလေးရှားမှာလေစိတ်မှာဒါအကပြီးတော့မှတကယ်ဟိုပျော်ပျော်ရွှင်ရွှင်ပေါ့နော်ဒီခီးစဉ်ကသူဟိုဖျဲဖို့လာတာလည်းမဟုတ်ဘူးပြဿနာရှာဖို့လည်းမဟုတ်ဘူးသူဆင်းလာတဲ့ပုံကပျော်ပျော်ရွှင်ရွှင်ဒါကပြီးတော့မှလာတဲ့ပုံစံကိုကြည်ကျင်းအားဖြင့်တော့ ဒါကျွန်တော်တို့ online တက်ဖွဲ့တွေအတွက်ရလကောင်တစ်ခုမြန်ဖြစ်လာမလားဗောနော်အဲ့တော့ဟိုဟာဒီသူနိုင်ငံကိုခေါ်တာရက်လိုက်တယ်အမေရိကန်ကိုကျွန်တော်တို့ဒါဒုက္ခသည်တွေဗောနော်ဒုက္ခသည်တွေခေါ်တာရက်လိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့သတင်းဌာနတွေကိုထောက်ပံ့နေထောက်ပံ့ကြီးတွေရက်လိုက်တယ်ဒါဒီလိုရက်တဲ့ဟာကလည်းသူတစ်ခုခုစဉ်းစားလို့ထောက်ပံ့တာလည်းကောင်းတဲ့ကိစ္စတခုခုသူ့မှာခြိကောင်းရှိနိုင်တယ်ဆိုတဲ့ဟာကျွန်တော်တို့ရဲ့ဒါမျှော်လင့်ချက်ရောင်ကြီးပဲလို့ ြောလို့ရတယ်ဗောနော်အဲ့တော့ဒီအစည်းအဝေးပြီးွားတဲ့အချိန်မှာဒါဘာတွေဆက်ဖြစ်လာမလဲမင်းအောင်နိုင်ကိုကျွန်တဲ့အာဆီယံနိုင်ငံတွေကဘာတွေများလောက်လာနိုင်မလဲဆိုတဲ့ဟာတော့ဒါမျောလင်းချက်ဖြစ်တယ်ဆိုတော့ပြောနေတာဗောဟုတ်စောက်ကြည့်ရမှာဗောနော်ဒါအဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ဝမ်တာဆီယံတရင်ကောင်းတစ်ခုပဲဗောနော်ဒါတလင်းသားအိတိုင်းဒေါင်းလုံမျိုးတွေကမောင်းမကန်ရက်စကန်ကိုဒေါ်လာရေးတက်ခွဲတွေကတိုက်ခိုက်သိမ့်ပိုက်တယ်ဆိုတဲ့တရင်တွေ့ရတော့အဲ့တရင်အသေးစိတ်ကိုတော့ဒါ ရဲနဲ့စစ်သားတော်တော်များများလည်းတည်ဆုံပြီးတော့တေးစိတ်တရင်တော့နောက်ဆက်တွဲပေါ်ပြမယ်ဆိုတာလည်းသိရတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့မကွေးတိုင်းတရက်ခရိုင်မင်းတို့မြို့နယ်တွေကခီးတင်ကားတွေကိုစက်ကြီးကောက်မဲ့ရဲနေရပုံတော်လိုင်းရဲဘော်တွေကအတုတ်တင်ရှင်းလိုက်ရှင်းနေလိုက်တယ်နောက်တစ်ခုကလက်နက်နှက်လက်လဲရတယ်ဆိုတော့သွားတွေ့ရတာပေါ့ဟုတ်စက်ကြီးကောက်တယ်ဆိုတာကဟိုပြောရမယ်ဆိုလို့ရှင်ဂျာကြီးကကြားကောင်းအောင်ပြောတာအဲဆောက်ဆန်လိုက်တောင်းတာဆောက်ဆန်လိုက်တောင်းတာ လိုက်တောင်းတာကျွန်တော်တို့ပြောတယ်ခွက်ခေါက်ငါတို့ကခွက်ပဲခေါက်တာခွက်ခေါက်လို့ရှိရင်ပြည်သူလူထုကအလိုက်တသိဒါအမှန်တရားတွေအလုံးလို့ဟုတ်ငါတို့တွေတကြက်တနိုင်တကြက်ထည့်ရမယ်နှစ်ကြက်တနိုင်နှစ်ကြက်ထည့်ရမယ်ဆိုပြီးတော့ပြည်သူလူထုကအဲ့ခွက်ထဲကိုလာထည့်တာခွက်ခေါက်တဲ့အချိန်မှာမင်းတို့ကအဲ့လိုမဟုတ်ဘူးအဲ့ဒီချီးတဲ့နေရာကိုလိုက်ပြီးတော့မှတော့၆လုံးမြူခါးကြထိုးပြီးတော့မှခြိုင်ငယ်လေးနဲ့နှစ်ယောက် BA 63 G3 လေးလွယ်ပြီးတော့မှ လိုက်တောင်းစားရတာအဲ့တော့ဒီဟိုရဲတိုက်ရဲတိုက်မင်းတို့ရဲတွေကလည်းစောက်ကြည့်မကောင်းလို့အတိုက်ခံရတာเนาะအဲ့တော့ရဲတိုက်လို့မပြောနဲ့ငါတို့တော်လိုင်းတက်ဖွဲ့တွေကတော့တွေ့ရင်မင်းအောင်လည်းထောက်တိုင်မှန်သမျှတွေ့ရင်တွေ့တဲ့နေရာပြင်းရမှာပဲဆိုတဲ့ဟာအကုန်လုံးရှိပြီးသားအဲ့တော့ရဲတိုက်အတိုက်မခံရင်ပြည်သူရင်ဝင်ခိုးလို့ဒါပဲရှိတယ်အဲ့တော့ဒီနေ့ကတော့ရဲတွေရဲတွေဒါကန်ဆိုးတဲ့နေ့လို့တော့ပြောလို့ရတယ်ဒါမင်းတို့မှဆိုလို့ရှိရင်လည်းဒါနှစ်ကောင်သားလိုက်ပြီးတော့မှကားတွေကို ဂိမ်းမှမဟုတ်ဘူးဒီကောင်တွေကပတ်စံတောင်းမှုလမ်းပေါ်ထွက်တာဒါတော့မနှက်ခင်းသူကဟို၆နာရီခွဲဆိုတော့အစောကြီးအစောကြီးအစောကြီးရုံးချိန်တွေတော့မဟုတ်ဘူးအစောကြီးဟိုရိယာတာသူများတွေပြောရရင်ဟိုသူများတွေပြောလို့ပြောရရင်တော့ဘွာတောင်ခွာတောင်ဟိုဟာမစားသေးတဲ့အချိန်မှာဒီကောင်တွေကထွက်ပြီးတော့မှစောစံတောင်းဖို့လိုက်ပြီးတော့ဟိုဟာဖြစ်ပြီးဆိုတဲ့အောင်ပြောချင်တာပေါ့နော်အစောကြီးမျိုးလုံးနှလုံးပွင့်တာနဲ့ကြက်တီတုံအဲ့တော့အစောကြီးတော်လိုက်တဲ့ဖွဲ့နေတွေ့တော့ပြင်းထုတ်ပလိုက်တယ်ဒါမောင်းမကန် ရေစကန်ကလည်းဒါကျွန်တော်တိုက်ပြီးသွားပြီလောင်းလုံးမောင်းမကန်ရေစကန်ကတော့တိုက်ပြီးသွားပြီဒါပေမဲ့ကျွန်တော်လက်နဲ့ရတဲ့လက်နဲ့ခရံရတဲ့အရေးအတွက်နဲ့ကျွန်တော်တို့ဒါကျန်တဲ့တေဆုံးစင်းရင်တော့တိတိကျကျတော့မထုတ်ပြန်သေးဘူးပေါ့နော်တော်တော်သေးတော့တိုက်ပြီးရတော့တေချာသွားပြီမောင်းမကန်ရေစကန်ခြေမှာကျွန်တော်တို့ဒါမှန်တမ်းတပ်ပုံအနေနဲ့တကွာတော့ထွက်လာပြီပေါ့နော်အဲ့တော့ဒီရတဲ့ဒီနေ့ရဲတွေကန်ဆိုးတဲ့နေ့လို့တော့ ပြောလို့ရတယ်ဗောနော်ရဲတွေမဟုတ်ကျွန်တော်ပြီးတော့ဒါကြောက်ဖြူဘက်မှာကြောက်ဖြူဘက်ကဒါတိုင်ချောင်းရွာကိုစစ်ချောင်းထိုးလာတဲ့စစ်ကောင်စီရဲ့အင်အားတရာကြောပါတဲ့စစ်ချောင်းဟိုတော့အရကတက်တော် AA နဲ့ဖွဲ့တွေကနေပြီးမှဂျားဖြတ်တိုက်ခိုက်ခဲ့တာဗောနော်ဒါစစ်ချောင်းထက်ဝက်လောက်ကိုကြာသွားတာဗောထက်ဝက်လောက်ကြာသွားတဲ့အချိန်ကျတော့ဒါစစ်ကောင်စီအနေနဲ့ဒီတိုင်ချောင်းရွာကိုဟိုဘယ်လိုပြောမလဲအညိုးတေးထားပြီးတော့လေချောင်းကနေပြီးမှ နှစ်ရက်သုံးရက်ဆက်တိုက်ဟုတ်တယ်လေရင်နဲ့ချက်ဖိုက်တာနဲ့တော့ပေါင်900ပေါင်900တွေပဲကျေးတာပေါ့နော်ပေါင်900တွေပဲတောက်လျှောက်ကျေးတာပေါ့ကျွန်တော်စီရဲ့ငွေတဲ့ဒီလိုမျိုးဖြစ်နေတဲ့နေရာကိုဒါလစ်လီယူရှုထားတဲ့နာရခိုင်မင်းသားကြီးနေတိုးကိုလည်းနော်ကိုနေကိုတိုးကိုလည်းဒီညာနေပြောနေတာပေါ့နော်ကိုနေကိုတိုးလည်းအဲ့တော့ကိုကိုတကယ်အမျိုးကိုမချစ်တဲ့ဒါရခိုင်ဒီလောက်အမျိုးကိုချစ်တဲ့လူမျိုးကကျွန်တော်တို့နိုင်ငံမှာမရှိဘူး မရှိဘူးကြံတဲ့ဟာတွေကြည့်ကြည့်တယ်အဲ့လောက်ဒီဟိုမစီယုံအဲ့လောက်ဒီမစီယုံအသွေးကွဲသုံးကတော့ကျွန်တော်ထုံးတန်တိုင်းပဲကျွန်တော်တို့ရွှေမြမာတွေရွှေဗမာတွေပဲရွှေဗမာတွေကတော့သွေးကွဲသုံးပေါ့နော်အဲ့တော့ရခိုင်တွေကတားအမျိုးကိုချစ်တာပေါ့နော်ချစ်တာအဲ့အဲ့အထဲမှာမှဒါထူးထူးခြားခြားဒါတစ္ဆပေါက်မင်းသားလို့တော့ပြောလို့ရတယ်ပေါ့နော်ဂျူလာနဲ့နေတော့နေပေါ့အဲ့တော့ဒါကြောက်ဖြူမှာသူကဟိုဟွာပေါ့ခံရတာတော်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 ခံရစစ်ကောင်စီကသူက အယောက်20ပတ်လည်လောက်သူ့ဘက်ကတိုက်ပွဲကြပြီဆိုတဲ့အချိန်ကျမှသူကလေရင်လွတ်တာ哦အကြံနဲ့တယောက်2ယောက်လောက်ကတော့ဒါတော့၄ခေကောင်မှဆိုလို့ရှိရင်အခုရပိုင်ဖြစ်တဲ့ဟာဆိုလို့ရှိရင်ဒါဘိုဒါဝေါ်တို့ဘာတို့ဟိုကြိတ်တဲ့ဟာဆိုလို့ရှိရင်ဒါအနီးကပ်ပြစ်တဲ့ဘူရိုဖိုင်းတွေပါထွက်လာတာပေါ့နော်အော်ကာမီကာသေးတွေပါလွတ်တဲ့ဟာကာမီကာသေးကတော့ line မတင်လို့မရလို့ပေါ့နော်ဒီလိုမျိုး တပွဲပွဲကြာနေလဲပဲဒါလေးခေကောင်မှဆိုလုံးဝလေးရင်မလို့ဘူးပေါ့နော်မတုံဘူးအဲ့မှမနေရတာလေးခေကောဟိုဟာကဒါကော့ဘရာကဘူဒါဘော့စီကဒါကော်နာပေါ့ကော်နာတင်းထားတဲ့ဟိုဟာဆိုလို့ရှိရင်ဒါကိုးလာပိုင်းထုတ်တဲ့ကြီးစံနေဟာအီနာဂါကလည်းကိုးလာပိုင်းထုတ်တာဖိုက်ပွဲဖိုက်စီကလည်းကိုးလာပိုင်းထုတ်တာအဲ့ကိုးလာပိုင်းကာပါဆာနေထုတ်ပြီးွားတယ်ချက်ချင်းကင်းပြီးနေဘူးဆယ်လာပိုင်းထဲမှာ ချက်ချင်းရောက်လာပြီပေါ့နော်အဲ့တော့ဂုထုတ်ဂုပြစ်ဘဝကိုရောက်နေပြီပေါ့နော်နောက်ပိုင်းမရတဲ့ဆုံးမှာဒါကျွန်တော်တို့ကာဘာဆာတွေကတော့ဒါဖြစ်ခါနီးပြီပေါ့နော်ဖြစ်ခါနီးပြီလို့ပြောလို့ရတယ်ကာဘာဆာနဲ့ဒါတစ်ကောင်စီတပ်သားတွေနဲ့ကာဘာဆာနဲ့ဒါကျွန်တော်တို့ဖြတ်တောက်နိုင်လိုက်မယ်ဆိုလို့ရှိရင်ဒီကောင်တွေလက်ထဲမှာတနက်ကြီးရှိနေလဲပဲဒေါက်တာချောင်းလောက်တော့အသုံးဝင်တော့ကြီးတန်းမရှိတော့တဲ့ဘာမှလုပ်လို့မရတော့တဲ့အခြေအနေကိုရောက်တော့မှာပေါ့နော်အဲ့တော့ ဟိုအရန်ခံရတဲ့အခါမှာကျွန်တော်တို့ပြည်သူကိုပြန်မဲလာတယ်ဆိုတဲ့ဟာပေါ့နော်ဒါကြောင့်မလို့ရခိုင်ပြည်သူတွေအနေနဲ့လဲဒါတိုက်ပွဲပြင်းထန်တဲ့ area တွေမှာကြုံလာရလို့ရှိရင်တော့ကျွန်တော်တို့အများအမ်းပြောနေကြလို့ပဲဘုံခုတ်ချင်းလေးတူးစီချင်းပါတယ်ပေါ့နော်လေရင်တန်းကြားရင်ဒါ Friday 24တွေပါလေမတုံးနိုင်ဘူးကျွန်တော်တို့ internet line လဲမရလို့ပါဘာညာဆိုလို့ရှိရင်လေရင်တန်းအဝေးရံနေကြားကြရကိုယ့်ကိုကျင်းနေဆင်းပြီးတော့ ထိုင်နေလိုက်ပြီးအနေအကင်းနေပေါ့နော်ဒီလိုမျိုးလေးလှုပ်စေချင်တာပေါ့အဲ့တော့တယောက်ချင်းလေးဖြစ်ဖြစ်နှစ်ယောက်ချင်းလေးဖြစ်ဖြစ်လဲတဲ့သွားလဲလုံးမယ်ဆိုလို့ရှိရင်လည်းမြင်းနီယာအများကြီးမပေးရပါဘူးချင်းလေးတူးတူးထားပြီးတော့မှကိုကိုကကိုအလုံးလုံးနေဟိုကလေရင်ဩသက်တန်းကြနေချင်းနဲ့ဝင်ထိုင်နေလိုက်ပေါ့နော်ဒီလိုမျိုးလေးဒါဒီစိတ်ရဲ့ကာလမှာတော့ဒါအနှိဋ္ဌာယုံနေမမြင်အောင်လို့ဥဆိုတာတခြားပြည်သူတွေထိခိုက်ကုန်တာတွေရှိတယ်ပေါ့နော်အဲ့တော့အနှိဋ္ဌာယုံမြင်ခွင့်နေမမြင်အောင်လို့တော့ဒါ ကျင်းတူပါကျင်းတူပါเนาะဒီဟာလေးကိုကျွန်တော်တို့ဒါအမြဲတမ်းဟိုဖြစ်ပါတယ်ဗောနော်အပြည့်လူလူတွေလည်းဒါအသိပညာလေးပေးခြင်းတယ်ဗောနော်ကျင်းလေးတူးပြီးတော့မှနေထိုင်ကြပါဆိုတဲ့ဟာလေးကိုပြောခြင်းပါတယ်ဗောအဲ့တော့ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အထဲမှာတော့တင်းနေရတော့ဆုံနေအမေကျွန်တော်တို့မျောလင်းကျဲရောင်နေဖြစ်တဲ့ဒါတမလာကြီးဒေါ်နယ်ထရန့်ကတော့အာဆီယံထိပ်သီးစည်းဝေးကိုလိုင်းနေကျွန်တော်တို့မြမအရေးကိုတခုခုလေးပြောပြီးတော့မှဒါအာဆီယံအဖွဲ့တွေကိုလည်းဝိုင်းဝန်းတိုက်တွန်းပြီးတော့မှမင်းအောင်လိုင်းကို ဖိအားပေးမဲ့အခြေအနေမျိုးဖြစ်လာခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့တော်လှန်ရေးအတွက်အာပျော်စရာအလုံးစုံလုံးမပေးနိုင်ခဲ့ရင်တော့မှာပဲဒါဟိုရောင်ကြီးလေးတစ်ခုပေါ့နော်ရောင်နီလေးတစ်ခုတန်းအောင်လုပ်ပေးခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့အတွက်ဒါအများကြီးပျော်ရွှင်နေရဖြစ်ပါတယ်ဆိုတော့ပြောကြရရင်လည်းကျွန်တော်ဇကဝိုင်းလေးညီကုန်းချုပ်ပါရဲ့ဗျအားလုံးပဲကျေးဇူးတင်ပါတယ်